Hello ဒါတို့တမလို့အားလုံးပဲမင်္ဂလာပါရှင်ဒီချိန်တို့နံပါတ်3ကိုဆက်လုပ်ကြရအောင်နံပါတ်3ကဘာလုပ်ငန်းလေးလုပ်အောင်လဲဆိုရင်စတူရမ်းမုံ19ကိုနှစ်ခါခောက်ပြီးညီမြပိုင်း၄ပိုင်းရအောင်ဒီအမျိုးမျိုးနဲ့ခောက်ကြမယ်ခောက်ထားတာထောက်ထားတာကိုအပိုင်းလေးတွေဖြစ်အောင်ဖြတ်မယ်အဲ့ဒီနောက်အပိုင်းတွေကိုပြန်ဆက်ကြည့်ပြီးစစ်ဆေးကြည့်ရအောင်အဲ့တော့ဒီချက်ကဒီသင်ခန်းစာလေးကိုမင်းတို့နဲ့တူတူလုပ်ဖို့အတွက်ဒီချက်ကဒီမှာပါเนาะစတူရန်ပုံစာရွက်ကလေးတွေစတူရန်ပုံအပိုင်းလေးတွေဒီချက်ပြင်ဆင်ထားပါ ါတယ်ရှင်အဲ့တော့ဒီ channel တူတူ live လုပ်ကြည့်ရအောင်ဒါတို့တမလို့ကစတူရန်ပုံစာရွက်ကလေးတွေအာပြင်ဆင်ထားပြီးပါနော်ဟုတ်ပြီနော်โอเคကဲရလာပြီဆိုလို့ရှိရင်ဒီတဲကနေဒီချဲကတစ်ခုယူလိုက်ပါမယ်ယူလိုက်ပြီးတော့ဒီမှာတငငယ်ချင်းလေးပြထားတဲ့အတိုင်းဒီမှာပါရှင့်ဒီချဲရဲ့စတူရန်ပုံစာရွက်ကလေးပါအဲ့ဒီစာရွက်ကလေးကိုပထမတစ်ခေါက်ခေါက်ပါမယ်နော်โอเคဒီချဲပုံမှာပြထားတဲ့အတိုင်းတစ်ခါခေါက်လိုက်ပါပြီရှင့်ဘယ်နှခါခေါက်လိုက်လဲ အာတခါခောက်လိုက်ပါပြီညီညီကလေးခောက်ပါမယ်ကဲပြီးသွားပြီဆိုရင်တော့နောက်ထပ်တခါဒီချဲထပ်ခောက်ပါမယ်ရှင်အပေါ်လေးကိုပေါ့နော်အပေါ်လေးကို နောက်ထပ်တခါထပ်ခောက်ပါမယ်ရှင်ဟုတ်ပြီဒီချဲဘယ်နှခါခောက်လိုက်တော့နှစ်ခါခောက်လိုက်ပါပြီပြီးသွားပြီဆိုရင်တော့ဒီချဲတို့ရှိကဗီဒီယိုမှာစောင်းဝိုင်းလေးတွေကိုလုတ်ခဲ့တယ်လို့ပဲပြန်ဖြန့်လိုက်ပါမယ်ဖြန့်မိသွားလို့ရှင်အဲ့ဒါလေးတွေကိုအဲ့ဒီအပိုင်းလေးတွေအဲဒီခောက်ထားတာလေးတွေကိုဒီချဲအပိုင်းလေးတွေဖြည့်အောင်လို့ဖြတ်ထုတ်ပါမယ်ရှင် ปีเนาะอภัยนิรีพิอาดิเชฟเชตโตปาบีโอเค ီချဲအပိုင်းကလေးဘယ်နှပိုင်းရပါသလဲ၄ပိုင်းရလာပါတယ်နော်အဲ့ဒီအပိုင်းကလေး၄ပိုင်းကိုဒီချဲတို့ပြန်ဆက်ကြည့်လိုက်လို့ရှိရင်လည်းငကိုတော့ကဒီချဲမခောက်ခင်တော့ကလောက်ထားတဲ့စတူရန်ပုံစာရွက်ကလေးပဲမဟုတ်ဘူးလားဟဲ့ဟုတ်ပြီနော်โอเคအဲ့ဒီအပိုင်းလေးတွေကိုဒီချဲတို့ကတစ်ခုနဲ့တစ်ခုထပ်ပြီးတော့မှစစ်ဆေးကြည့်ပါအောင်မယ်ထပ်ပြီးတော့စစ်ဆေးကြည့်ပါအောင်မယ်ရှင်နော် ထပ်ပြီးတော့စစ်ဆေးကြီးလိုက်တဲ့အခါမှာလည်းတစ်ခုနဲ့တစ်ခုတော့ညီနေတာကိုတွေ့ရပါတယ်နော်တစ်ခုနဲ့တစ်ခုညီနေတဲ့အာညီမအပိုင်းလေးတွေဖြစ်နေတာကိုဒီချေတို့တွေ့ရပါတယ်ရှင်အဲ့တော့ဒီချေတို့ကအရင်ဆုံးနီလန်းတစ်ခုနဲ့အပိုင်းလေး၄ပိုင်းညီမအပိုင်းလေး၄ပိုင်းရအောင်သူတွေလုပ်ခဲ့ပြီးသွားပြီနောက်ထပ်နီလန်းလေးနဲ့ထပ်ပြီးတော့မှစဉ်းစားကြည့်ရအောင်အောက်ကတငယ်ချင်းယောက်ျားလေးကဘယ်လိုမျိုးစဉ်းစားထားလဲသူ့အတိုင်းဒီချေတို့လုပ်ကြည့်ကြည့်ရအောင်နော်အဒီတော့ဒီချေကစတူရန်ပုံစံရွက်ကလေး နောက်ထပ်တစ်ရက်ယူလိုက်ပါပြီရှင်အဲ့လိုယူပြီးွားတဲ့အခါမှာသူစဉ်းစားထားတဲ့အတိုင်းဒီချေကနော်ဒီလို အချွန်လေးဆန်ဒွစ်ပုံစံလေးဒီချေခောက်လိုက်ပါမယ်တစ်ခါခောက်ပါပြီဒီချေတို့ကနှစ်ခါပဲခောက်ခွင့်ရှိပါတယ်ရှင့် Okay ဒီချေတစ်ခါခောက်လိုက်ပြီနောက်တစ်ခါဘယ်လိုခောက်ကြမလဲညီမအပိုင်းလေးရအောင်ဘယ်လိုခောက်ကြမလဲတာလို့တမလို့ရေလွယ်လွယ်လေးပါနော်ဟုတ်ကဲ့ဒီချေတို့ဒီလိုအလေကောင်ကနေပြီးတော့မှထပ်ခောက်လိုက်ပါမယ်ရပါပြီလားဟဲ့ ဟုတ်ပြီဒီလိုပုံစံလေးဖြစ်သွားရင်တော့ဆန်ဒွစ်ပုံစံလေးအဲ့ဒါလေးကိုဒီချေကအပိုင်းလေးတွေဖြစ်အောင်လို့ဒီချေဖြတ်ထုတ်လိုက်ပါမယ်နော်ကဲဖြတ်ထုတ်ကြရအောင်ဒီအရာလေးတွေအတိုင်းဖြတ်ထုတ်ပါမယ်โอเคဖြတ်လိုက်ပြီညို့လဲဒီ channel တူတူလိုက်လို့ကြည့်ပေးပါနော်ဖြတ်လိုက်ပါပြီ ဟုတ်ကဲ့အဲ့ဒီလိုဖြတ်လိုက်တဲ့အခါမှာဒီချက်စီမှာအပိုင်းလေးဘယ်နှပိုင်းရသွားပါသလဲ၄ပိုင်းအဲ့ဒီအပိုင်း၄ပိုင်းကိုဒီချက်တို့ပြန်ပြီးတော့မှဆက်ကြည့်ကြရအောင်ဟုတ်ပြီနော်အဲ့တော့ဒီချက်တို့ဆက်ကြည့်ပါမယ်ဒီအပိုင်းလေး၄ပိုင်းကိုဆက်ကြည့်လိုက်တဲ့အခါမှာနော်ဘယ်လိုပုံစံလေးဖြစ်သွားမလဲ ဟုတ်ပြီနောက်ကတော့ငါလုတ်ထားတဲ့စတူရန်ပုံအပိုင်းလေးပြန်မရဘူးလားရပါတယ်เนาะဟုတ်ပြီအဲ့ဒီအပိုင်းလေးတွေကိုတချို့တခုနဲ့တခုထပ်ကြည့်ကြည့်ရအောင်ဟိတခုနဲ့တခုဘာလို့ကြည့်မလဲအာထပ်ကြည့်ကြည့်မယ် ထက်ကြည့်ကြည့်မယ်တူရဲ့လားမတူရဲ့လားဆိုတာကိုသိရအောင်လို့ဒီချေတို့တစ်ခုနဲ့တစ်ခုထက်ကြည့်ကြည့်ပါမယ်။ကဲထက်ကြည့်ကြည့်တဲ့အခါမှာအားလုံးကတထက်သေးဖြစ်နေတာကိုတွေ့ရပါမယ်ရှင်။အဲဒါကြောင့်ဒီချေတို့ပိုင်းလိုက်တဲ့အပိုင်းလေးလေးပိုင်းကညီမြပိုင်းနေမဟုတ်ဘူးလားဟိ။ဟုတ်ပါတယ်နော်ညီမြအပိုင်းလေးပိုင်းပါရှင်။ Okay အားဆိုရင်ဒါတို့သမလို့ရေအခုဒီချေတို့လှုပ်ထားတဲ့ဒီညီမြအပိုင်းလေးတွေနော်။ငကူမူလာက1ကနေပြီးတော့မှဒီချေတို့လှုပ်ထားတဲ့ဒီညီမြအပိုင်း ိုင်းလေးလေးပိုင်းလေးပိုင်းညီမြပိုင်းလေးပိုင်းရအောင်ဒီကျေတို့လှုပ်ထားတယ်အဲ့ဒီအပိုင်းလေးတွေကြဲက တပိုင်းစီကိုဒီတပိုင်းစီကိုတို့တွေကဘာလို့ခေါ်လဲဆိုလို့ရှိရင်၄ပိုင်းတပိုင်းလို့ခေါ်ပါတယ်ရှင်အဲ့တော့သူကလည်း၄ပိုင်းတပိုင်းသူကလည်း၄ပိုင်းတပိုင်းသူ့ကိုလည်း၄ပိုင်းတပိုင်းလို့ခေါ်တယ်သူ့ကိုလည်း၄ပိုင်းတပိုင်းလို့ခေါ်တယ်ဘာလို့လဲဆိုတော့ညီညာအပိုင်းငကိုမူလကတစ်ခုကိုညီညာအပိုင်း၄ပိုင်းရအောင်ပိုင်းထားပြီးတော့အဲ့ဒီထဲကအပိုင်းတပိုင်းကို၄ပိုင်းတပိုင်းလို့ခေါ်ပါတယ်ရှင်ညီညာအပိုင်း၄ပိုင်းပိုင်းထားပြီးတော့ရလာတဲ့၄ပိုင်းနဲ့က တစ်ပိုင်းကို၄ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်။သူ့ကိုလည်း၄ပိုင်းတစ်ပိုင်း၊သူ့ကိုလည်း၄ပိုင်းတစ်ပိုင်း၊သူ့ကိုလည်း၄ပိုင်းတစ်ပိုင်း၊သူ့ကိုလည်း၄ပိုင်းတစ်ပိုင်း။ So အဲ့ဒီလိုပဲနော်ဒီဘက်ကအပိုင်း၄ပိုင်းကလည်းတီချေရုခုနကပြန်ဆက်လိုက်တဲ့အခါမှာငကုမူလတစ်ကလေးပြန်ရတာမဟုတ်ဘူးလားဟိနော်ငကုမူလကတစ်ကလေးပြန်ရပါတယ်အဲ့ဒါကြောင့်ဟုတ်လားတီချေရုဘယ်လိုဆက်ရမှာလဲနော်တီချေမဆက်တတ်တော့လို့ပေါအောင်ဟိ ဟုတ်ပြီနော်အဲ့တော့ငကုမူလကတစ်ကလေးပြန်ရပါတယ်အဲ့ဒီတစ်ကလေးကိုဒီခြေကညီမြအပိုင်း၄ဘိုင်းပိုင်းထားပါတယ်၄ဘိုင်းရအောင်ပိုင်းထားပါတယ်၄ဘိုင်းစလုံးကလည်းညီနေရပဲနော်အဲ့ဒီထဲကတစ်ဘိုင်းစီက၄ဘိုင်းတစ်ဘိုင်းဘယ်လိုခေါ်လဲဆိုရင်၄ဘိုင်းတစ်ဘိုင်း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 လို့ခေါ်ရရှင်ဆိုလိုတာကတစ်ကိုညီမြအပိုင်း၄ဘိုင်းရအောင်ပိုင်းထားပိုင်းလိုက်တဲ့အခါမှာအပိုင်းတစ်ဘိုင်းရလာတဲ့အပိုင်းတစ်ဘိုင်းစီကို၄ဘိုင်းတစ်ဘိုင်းလို့ခေါ်ပါတယ်ရှင် ဟုတ်ပြီနော် okay အဲဆိုလို့ရှိရင်တအားတို့တမလို့တွေက၄ဘိုင်း၃ဘိုင်းဆိုတာကိုတည်သွားပြီလို့ထင်ပါတယ်အဲ့ဒီတော့ဒီချေတို့တွေက၄ဘိုင်း၃ဘိုင်းလို့ခေါ်ပါတယ်သူကိုရေးချင်ရင်ဒီလိုပုံစံနဲ့ရေးရပါတယ်ရှင့်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်တော့တို့တွေအရှိကဗီဒီယိုမှာသင်ခဲ့တဲ့ဒီ၂ဘိုင်း၃ဘိုင်းနဲ့အခုသင်ခဲ့တဲ့၄ဘိုင်း၃ဘိုင်းဆိုတာကဒီချေတို့အပိုင်းဂိတ်နေဖြစ်ကြပါတယ်ရှင့်ဘာတွေဖြစ်ကြပါသလဲအပိုင်းဂိတ်နေဖြစ်ကြပါတယ် okay အဲဆိုလို့ရှိရင်ဒီချေတို့နောက်ထပ်လုပ်ငန်းလေးလုပ်ကြရအောင်နံပါတ်၃ ပြထားတဲ့နီးတွေနဲ့စတူရန်ပုံခောက်ပြီး၄ဘိုင်းတစ်ဘိုင်းလောက်ကြရအောင်ဟိ။ Okay အဲ့တော့ဒါလေးတွေဒီချေဖဲလိုက်ပါပြီ။ဒီချေစတူရန်စာရွက်ဗနေရွက်လူမနေဆိုရင်၄ရွက်လူပါမယ်ရှင်။အဲ့တော့အာဒီချေတရွက်၂ရွက်၃ရွက်ဗနေရွက်လည်း yes လေးရွက်ပါရှင်ဒါလေးကသိပ်မညီဘူးဒါလေးကိုတစ်ချက်ဖဲလိုက်မယ်เนาะလေးရွက် okay အဲ့တော့အဲ့ဒီလေးရွက်တဲ့အဲ့ဒီလေးရွက်ကိုဒီချက်ကဒီပုံမှာပြထားတဲ့အတိုင်းကကြီးခောက်ကြီးခငင်ခကြီးနီးအတိုင်းစာရွက်ကလေးတွေခောက်ကြည့်ကြရအောင် okay နမကကြီးပုံလေးဖျက်အောင်လို့ဒီချက်တို့ခောက်ကြမယ်ကဲမင်းတို့တွေတီးတဲ့အတိုင်းတို့တွေလွယ်လွယ်လေးပဲเนาะနမကကြီးပုံလေးကတစ်ခါခောက်မယ်เนาะ ဟုတ်ပြီနှစ်ခါခောက်ပါမယ်ရှင်โอเคအားဆိုလို့ရှင်တအားတို့တမလို့ရနမကကြီးပုံလေးရမရလာဘူးလား yes ရလာပါတယ်ရှင်ဟုတ်ပါပြီအဲ့ဒီပုံလေးတဲကဒီခြေက အပိုင်းတစ်ပိုင်းကိုဒီခြေကဘာလို့ရမှာလဲအာခါလာလေးခြေရပါမယ်အဲ့ဒီအပိုင်းတစ်ပိုင်းကိုဘာလို့ခေါ်တယ်လဲ၄ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်အဲ့တော့ဒီခြေကဒီအပေါ်မှာခါလာလေးခြေပြပါမယ်ရှင် ဟုတ်ပြီเนาะဒီချဲ၄ဘိုင်းတစ်ဘိုင်းတစ်ခုကိုဒီချဲခါလာချဲလိုက်ပါပြီဒီချဲကဒီမှာအစင်းလေးနဲ့ချဲလိုက်မယ်เนาะမြန်မြန်လေးပြီးအောင်လို့เนาะဟုတ်ပြီကေတာလေးက၄ဘိုင်းတစ်ဘိုင်းဖြစ်ပါတယ်ရှင်ဟုတ်ပြီလားဟိโอเคเนาะအဲ့တော့ဒီအရာလေးပါဒီအရာလေးအတိုင်း ဒီအရာလေးအတိုင်းဒီအကွက်ကလေးက၄ဘိုင်း၃ဘိုင်းဖြစ်ပါတယ်ဒါကပုံကာကြီးအတိုင်းဒီချေခောက်ထားတာပါကဲပုံခောက်ခွေးပုံစံလေးခောက်လိုက်ကြရအောင်ဒါတို့သမလို့ရင်ပုံခောက်ခွေးပုံစံလေးကဘယ်လိုမျိုးခောက်မလဲဟုတ်တယ်နော်ဆန်ဒွစ်ပုံစံလေးခောက်မှာပေါ့တစ်ခါခောက်တယ်နှစ်ခါခောက်လိုက်တဲ့အခါမှာညီညာအပိုင်းလေးတွေဘာဖြစ်လာပြီလဲရလာပါတယ်ရှင့် နော်ညီမပိုင်းလေး၄ပိုင်းရလာပါတယ်အဲ့ဒီတဲ့ကအပိုင်းတစ်ပိုင်းကို၄ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်အဲ့ဒီ၄ပိုင်းတစ်ပိုင်းကိုဒီခြေတို့ခါလာလေးခြေကြည့်လိုက်ကြရအောင်ပါအဲ့တော့ဒီခြေကမြန်မြန်လေးဖြစ်သွားအောင်ဒီလိုလေးခြေလိုက်မင်းဟုတ်ပြီတအားတို့တမလို့ကလည်းခေတန်လေးနဲ့ပဲဖြစ်ဖြစ်ခါလာပန်လေးနဲ့ပဲဖြစ်ဖြစ်ခြေလို့ရပါတယ်နော် ရက်ခါတော့ပြန်နည်းနည်းလေးမှင်ရပြန်ပြီးတော့เนาะဟုတ်ပြီเนาะโอเคအဲ့တော့နမခခွေးပုံမှာပြထားတဲ့ပုံစံလေးဖြစ်သွားပါပြီရှင်ရမယ်နော်ကဲပြီးသားပြီဆိုလို့ရှိရင်เนาะတီချေတို့ကငယ်ပုံစံလေးခောက်ကြရအောင်ကဲတော်တို့တို့ရင်ကငယ်ပုံစံအတို့တွေဘယ်လိုခောက်ကြမလဲอืมကငယ်ပုံစံဒီလိုလေးခောက်မှာပေါ့เนาะဒီလိုလေးတစ်ခါခောက်လိုက်မယ်ပြီးသွားရင်အဲ့ဒီအတိုင်းကိုပဲတီချေအဲ့ဒီအရှိအတိုင်းကိုနောက်ထပ်တစ်ခါခောက်လိုက်ပါမယ်ရှင် Yes ပြန်ဖြန့်ကြည့်လိုက်ကြရအောင်ခါငယ်ပုံစံလေးဖြစ်သွားပါပြီလားဖြစ်သွားပါပြီเนาะ Okay အဲ့ဒီတဲကတပိုင်းကိုတို့ရိခါလာလေးခြေလိုက်ကြရအောင်ပါဟုတ်ပြီเนาะဒီခြေကအာဒီလိုလေးခြေပါမယ်အဲ့တော့ဒီမှာပေါ့เนาะဒီခြေအပိုင်းတစ်ပိုင်းကိုဒီလိုလေးယူလိုက်မယ်ဟုတ်ပြီနော်โอเคအဲ့တော့ဒီကျဲအစင်းချောင်းလေးနဲ့ခြေလိုက်ပါပြီရှင့်မြန်မြန်လေးပြီးသွားအောင်လို့ပါ နော်တာတို့တမနမချဲခြင်းလို့โอเคအဒီလိုအပြည့်ချဲလဲရတယ်နော်နော်အပြည့်ချဲလဲရပါတယ်ရှင့်อืมဟုတ်ပါပြီเนาะဟုတ်ပါပြီအာဆိုလို့ရှိရင်ဒီချက်ရဲ့ဒီပုံလေးကတော့ပုံနံပါတ်ကငယ်အတိုင်းလေးပဲဖြစ်ပါတယ်เนาะ ကဲပြီးသားပြီဆိုရင်တော့ပုံကားကြီးလေးကဲတန်းရတမလို့ရေပုံကားကြီးလေးကိုတီချာတို့ဘလို့ခောက်ကြမလဲဟင်တီးသလားတီးကြတဲ့အလဲရတော့ခောက်အောင်ပါပဲအလဲရတော့ခောက်အောင်ပါပဲခောက်လိုက်ပြီဟုတ်ပြီပြီးသားပြီဆိုလို့ရှင်နောက်ထပ်တစ်ခောက်ပါလေဒီလိုမျိုးလေးတီချာတို့ကရှည်ရှည်လေးဒီဘက်ထိတ်ချွန်းနဲ့ဒီဘက်အချွန်းနဲ့ကိုခောက်လာပါမယ်ညလေးတတိထားပြီးတော့ခောက်ပြီးပါ 那处理的过你要靠背八线，嗯，好拼呢。OK，阿拉留第七片来吧，没事。 တန်တန်တန်ယေရတာပါပြီရှင်ဟုတ်ပြီအဲ့ဒီပုံလေးကိုဒီချဲတို့ပုံမှာပြထားတဲ့အတိုင်းလေးခါလာလေးခြေလိုက်ကြရအောင်ဒီချဲဒီလိုလေးခြေလိုက်ပါမယ်ဒီဘက်ခြေအောင်ခြေပြီးမှပြောင်းပြန်လို့လည်းမနော်ဒါမှမဟုတ်လည်းရပါတယ်ဒါလေးကိုခြေလိုက်ရပါတယ်ရှင်ပြီးနော်ငါလည်းပြတော့အောင်ဒီဘက်ကဟာလေးနဲ့ခြေလိုက်ပါမယ် ရပါပြီလားရှင်ဟုတ်ပါပြီရှင်ကဲအဲ့ဒါဆိုလို့ရှင်ဒီချေတို့ပုံကာကြီးခွေ ကငယ်အာဒီလိုလေးအပေါ်တူလိုက်မယ်နော်ကငယ်ကကြီးအတိုင်းလေးဒီချေတို့၄ဘိုင်းတစ်ဘိုင်းလေးကိုပြုတ်လောက်ထားတာဖြစ်ပါတယ်နော် ဟုတ်ပြီအဲ့ဒါလေးဒီကိုသာရသမလို့ရေနော်၄ဘိုင်းတစ်ဘိုင်းပုံလေးကအရွယ်အစားတူတယ်ဆိုတာကိုဒီအောက်ကပုံလေးဒီကို ဖြတ်ပြီးတော့ဒီချေတို့စစ်ဆေးကြပါမယ်အရင်ဆုံးနမကကြီးပုံကိုစစ်ဆေးကြည့်ရအောင်အဲ့တော့နမကကြီးပုံကိုဒီချေဖြတ်လိုက်ပြီဖြတ်လိုက်ပါပြီ Oh, sorry ပါနော် Okay နမကကြီးပုံကိုဒီချဲဖြတ်လိုက်ပါပြီကဲဖြတ်ပြီးသားပြီဆိုလို့ရှိရင်ဒီချဲတို့ဒီမှာလှုပ်ထားတာလေးကတစ်ခုနဲ့တစ်ခုเนาะတူရဲ့လားဒီချဲခုနပြဲသွားလို့เนาะ sorry ပါရှင်တူရဲ့လားဆိုတာကိုဒီချဲတို့ထပ်ပြီးတော့စစ်ဆေးကြည့်ရအောင်ဟေးတူရဲ့လားဟေးเนาะတူပါတယ်เนาะဒီချဲဒါလေးကလေးဒီချဲခုနညှက်မိသွားလို့ဟိုဘက်ကဟာလေးကပါလာတာပါရှင် အော်ဒါလေးကိုတူတူမြတ်လိုက်ပြီเนาะဒီချက်လိုတော့လမ်းမလုံနဲ့เนาะအစိုးရတဲ့ကညီအောင်လုပ်ထားโอเคအဲ့တော့နော်ဒိုးတွေပိုင်းလိုက်တဲ့အပိုင်းလေးလေးပိုင်းကတူနေတာကိုတွေ့ရပါတယ်ရှင်။ဟဲ့ပြီးတော့ပါပြီဆိုလို့ရှင်နော်ဒီချေတို့ဒုတိယပုံလေးကိုလှုပ်ကြည့်ကြရအောင်။ချေတို့ထက်ကြည့်မယ်။ဒါလေးတစ်ပန်းကိုပဲအရင်ညှက်ကြည့်မယ်နော်။အဲ့လိုထက်လဲရပါတယ်။ Okay ။ပုံလေးတွေကိုဖြတ်ပြီးတော့စစ်ဆေးကြည့်ပါမယ်။ဟုတ်ပြီဒီဘက်ပုံကိုထက်ကြည့်ပါအောင်။ ဟဲ့တူတူပဲဟဲ့ဟုတ်ပြီဒီဘက်ပေါ်ကိုထပ်ကြည့်လိုက်ရင်ရောတူတူပါပဲဒီဘက်ပေါ်ကိုထပ်ကြည့်လိုက်ရင်ရောတူတူပါပဲရှင့်အခုလိုစစ်ဆေးကြည့်ရင်လည်းရပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကိုကြည့်ကြည့်ပါအောင်ဟဲ့အဲ့တော့ဒီချဲတို့လှုပ်ထားတဲ့အတိုင်းလေးဒီအပိုင်းလေးကိုဖြတ်ထုတ်ကြည့်ပါမယ် Yes. ဖြတ်ထုတ်ကြည့်ပါမယ်ဖြတ်ပြီးသွားလို့ရှင်အဲ့ဒီအပိုင်းလေးကို ကျန်တဲ့အပိုင်းလေးတွေပုံမှာဒီချဲထက်ကြည့်ကြရအောင်ဒီလိုမျိုးလေးထက်လိုက်ပါပြီတူတူပါပဲနော်ဟုတ်ပြီနောက်ထပ်အပိုင်းလေးပုံကိုလည်းထက်ကြည့်ပါအောင်တူတူပါပဲရှင်နောက်ထပ်အပိုင်းလေးပုံကိုလည်းထက်ကြည့်ပါအောင်တူတူပါပဲရှင်ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းဒီအောက်ကပုံလေးကိုလည်းဒီချဲရူဖြတ်ပြီးတော့မှထက်ကြည့်ကြည့်ပါမယ် လေခုစလုံးကိုညှက်ပြီးတော့ထက်လဲရတယ်လို့အခုလိုမျိုးလေးထက်လဲရပါတယ်ဟာတိကျဘယ်လိုထက်အောင်လဲဩဒီလိုထက်မှာပေါ့ဟုတ်လားနော်ဒီမှာကြည့်ဘာဖြစ်လဲအတူတူပဲအတူတူပဲโอเคဒီအကွက်ကိုထက်ကြည့်မယ်ဟိဒီအကွက်ကိုထက်ကြည့်ရောဒီလိုမရတော့ပြောင်းပြန်ထက်မှာပေါ့ နော်သူကလည်းအတူတူပါပဲရှင်ဟုတ်ပြီအားဆိုရင်ဒီဘက်အပေါ်ကိုသွားထပ်မယ်ဒီဘက်ပေါ်ကိုထပ်ဖို့လဲဒီချက်ဘယ်လိုလုပ်အောင်လဲပြောင်းမြန်ကလေးလုပ်ရမှာပေါ့နော်နော်ဘာဖြစ်နေတယ်လဲအားလုံးကတူညီနေတာကိုတွေ့ရပါတယ်မင်းတို့ကတပိုင်းချင်းစီနမကကြီးရောကဒီချက်လုပ်ပြသွားတယ်လို့မျိုးအကုန်လုံးကိုဖြတ်ပြီးတော့မှအတူတူထက်ကြည့်လဲရပါတယ်ရှင်ဟုတ်ပြီအားဆိုလို့ရှိရင်ဒီချက်တို့က၄ဘိုင်းတစ်ဘိုင်းပုံလေးတွေကနော်ငကိုမူလတစ်ကိုပိုင်းချက်ထားတဲ့အပိုင်း၄ဘိုင်းတွေကတပိုင်းဆိုတာကိုမင်းတို့ တည်သွားပါပြီပြီးလဲပြီးသွားရောအဲ့ဒီ၄ဘိုင်း၃ဘိုင်းပိုင်းထားတဲ့အပိုင်း၄ဘိုင်းကတူညီမှုရှိရဲဆိုတာလည်းတည်သွားပါပြီနော်ဟုတ်ပြီအားဆိုလို့ရှိရင်တအားတို့တမလို့ရေးဒီချေကနံပါတ်၄နံပါတ်၄ကိုမင်းတို့ကိုလုပ်ငန်းလေးပေးပါမယ်ဟိဒါမှန်စတုကန်ပုံနဲ့စက်ဝိုင်းပုံစက်ကူတွေကိုခုနကလိုမျိုးတီချေနဲ့တီချေနဲ့အတူတူလုပ်တော့လိုမျိုး၄ဘိုင်း၃ဘိုင်းဖြစ်အောင်လို့ခောက်ပြပေးပါတဲ့ဟုတ်ပြီနော်ဒီလိုဒါမှန်စတုကန်ပုံစာရွက်ကလေးပြင်ဆင်လိုက်ပါဒီလိုစက်ဝိုင်းပုံလေးပြင်ဆင်လိုက်ပါအဲ့ဒီလိုပြင်ဆင် ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချေတို့ downman stru အဲ၄ဘိုင်းတစ်ဘိုင်းဖြစ်အောင်လို့တို့တွေခောက်ကြည့်ကြရအောင်အဲ့တော့ဒီချေတစ်ခါလေးပဲခောက်ပြရမလားမင်းတို့တွေကိုယ့်ဘာသာကိုခောက်ကြည့်မလားနော်အဲ့တော့နမူနာပြပါမယ်ရှင်နမူနာပြပါမယ်ဒီချက်မှာဒီမှာပါရှင်ဒေါမန်စတူကန်လေးပုံလေးရှိပါတယ်အဲ့ဒါကိုညညအပိုင်း၄ဘိုင်းရအောင်ဒီချက်ကိုခောက်ကြည့်ရအောင်ဘယ်လိုခောက်မလဲအနီးလန်းနေရာအများကြီးရှိပါတယ်ရှင်ဟုတ်ပြီ ခေါက်လိုက်ပြီးပြီးသွားရင်နှစ်ခါပဲခေါက်ရပါမယ်နှစ်ခါခေါက်တာနဲ့လေးညီညာအပိုင်းလေးလေးပိုင်းရလာပါမယ်ဟုတ်ပါပြီရှင့် okay ကဲအဲ့တော့ညီညာအပိုင်းဘယ်နှပိုင်းရလာလဲလေးပိုင်းအဲ့ဒီလေးပိုင်းနဲ့ကတပိုင်းကိုဘာလို့ခေါ်သလဲ yes လေးပိုင်းတပိုင်းလို့ခေါ်ပါတယ်ရှင့်အဲ့တော့ဒီချက်လေးပိုင်းတပိုင်းလေးကို ဖြတ်ထုတ်လိုက်ပါမယ် ရမလားအဲ့ဒီလိုဖြတ်ထုတ်ကြည့်လေရတယ်လို့မဖြတ်ထုတ်ပဲနဲ့ဒီတိုင်းမဲ့ထားပြီးတော့ခါလာလေးချက်ပြီးရင်ရောမရဘူးလားရတာပေါ့ဟုတ်ပြီနော်အဲ့ဒီတော့ဒီချက်ကလေးပိုင်းတစ်ပိုင်းကိုဖြတ်ထုတ်ထားပါတယ်မဟုတ်လို့ရှိရင်လည်းဒီမင်းတို့ကဖြတ်မထုတ်ချင်လို့ရှိရင်လည်းဒီတိုင်းလေးပဲထားပြီးတော့လေးပိုင်းတစ်ပိုင်းလေးကိုခါလာလေးချက်ပြီးပါဟုတ်ပြီစဝိုင်းလေးကိုတော့တအားတို့တမလို့ပါတာစဉ်းစားပြီးတော့လုပ်ကြည့်ပြပါနော်โอเคအဲ့တော့နောက်ဗီဒီယိုမှာ ပြန်တွေ့ကြပါမယ်တဒါ